ဒီနေ့မှာတော့ဘယ်ယောဂတွေကလိင်္ဂတဆင်ကုသစေနိုင်လဲဖြစ်ခဲ့ပြီဆိုရင်ပေါ့နော်ဘယ်လိုယောဂလက္ခဏာမျိုးတွေနဲ့တွေ့ရတယ်လဲအဲ့ဒီယောဂတွေကိုဘယ်လိုကုသလို့ရလဲကာဝယ်လို့ရလဲစတဲ့အကြောင်းအရာတွေကိုပြောပြပေးသမှာပဲဖြစ်ပါတယ်ဗျ ကဲအရင်ဥဆုံး၄၁၀ကုသတည်နိုင်တဲ့ယောဂလေးအကြောင်းကိုစာပြီးတော့ကြည့်လိုက်ရအောင်နော်ယောဂလေးအကြောင်းကိုဘက်တီးရီးယားဗိုင်းရပ်စ်ပါရာဆိုက်ဆိုတဲ့ကပ္ပကောင်းတွေဖန်ရိုင်းဆိုတဲ့မူတွေအကြောင်းဖြစ်လေယောဂလေးဆိုပြီးတော့အမျိုးသားဖွဲ့ပြီးတော့ပြီးတော့ပါမယ်ပထမဥဆုံးဗတီးယားအကြောင်းဆိုရင်နော်ဂနိုယာကဲမိုင်းဒီယာဆစ်ဖလီရှန်ခရိုင်လီဖိုကွန်ယူရိုမာဖန်ရန်နဲ့ဒီဒိုနိုဗနိုဆစ်ဆိုတဲ့ယောဂလေးဖြစ်နိုင်ပါတယ်ဗိုင်းရပ်စ်ပါမှာဆိုရင်တော့အားလုံးသိကြရတယ် HIV AIDS Human Simplex Virus Human Papilloma Virus hepatitis B hepatitis C တို့ခေါ်တဲ့သက်ရောင်ရောဂါ B တွေ C တွေအဲနောက်ပြီးတော့ဒီ molluscan granulosan စတဲ့ဒီ virus တွေအားဆိုရင်လင်ယာလက်ဆင်ကူးစက်စေနိုင်ပါတယ်နောက်တစ်ခုကမ်ပါကောင်းနေဖြစ်တဲ့ parasite ကြောင့်ဆိုရင်တော့ trichomoniasis jubilis scabies စတဲ့ဟာလင်ယာလက်ဆင်ကူးစက်စေနိုင်ပြီးတော့ canidiasis ဆိုခေါ်တဲ့မူရောဂါတစ်မျိုးပါလည်းဒီလင်ယာလက်ဆင်ကူးစက်စေနိုင်ပါတယ်ဗျဖြစ်တတ်တဲ့ရောဂါတွေအကြောင်းသိရပြီဆိုတော့ဘယ်လိုကူးစက်စေနိုင်လဲပေါ့နော် အဲ့တော့ဒီလိန်ကတစ်ဆင့်ကုဆဲစေတဲ့ယောဂလေးဆိုမှတော့ဒီလိန်ဆက်ဆံလာနေပဲကုနိုင်မယ်လို့အများစုကထင်နေကြပါလိမ့်မယ်။အာဒီတော့ဒီလိန်ဆက်ဆံလာနေပဲကုတာမဟုတ်ဘောနော်။ဒီလိန်ဆက်ဆံနေဆိုတာကဒီကုဆဲစေနိုင်တဲ့အကြောင်းရင်းတွေကတခုပဲဖြစ်တယ်။ဒီလိန်ဆက်ဆံနေဆိုတာမှလည်းပေါ့နော်ဒီတမန်ယောဂဆက်ဆံလာခြင်းမကပဲနဲ့ဒီဆိုးနဲ့ဆက်ဆံခြင်းပဇက်နဲ့ဆက်ဆံခြင်းစတဲ့ဒီ ANSS ORSS ဘိုင်နဲ့ဆက်ဆက်ရတယ်ဒီဆက်ဆန်နဲ့ပုံစံမျိုးစုံကနေဒီကုဆက်နေနိုင်ပါတယ်။ဒါရင်သွေးသွင်းတာတို့ဇေတောကဒီတခြားသူတွေနဲ့မျှပြီးတော့သုံးတာတို့အဲဆက်ရတယ်ဒီသွေးရနေတဲ့ဆင်လည်းကုဆက်စေနိုင်တယ်လို့ပေါ့နော်။ဒီယောဂဘူရှိတယ်အမေကင်းကနေတဆင်လည်းသူရဲ့ဒီရှင်သွေးကလေးငယ်ကိုလည်းကုဆက်စေနိုင်ပါတယ်။အဲဆိုတော့ဒီလင်ရတဲ့ဆင်ကုသတင်နိုင်နေယောဂဖြစ်လာပြီဆိုရင်ပေါ့နော်ဘယ်လိုယောဂလက္ခဏာမျိုးတွေနဲ့လာလည်လဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျ ယောဂလက္ခဏာတွေကတော့ဖြစ်စေတဲ့ယောဂပေါ်မူတည်ပြီးတော့အနည်းငယ်များတော့ခွာခြားမှုရှိပါတယ်။အများစုမှာတွေ့ရတဲ့ယောဂလက္ခဏာတွေကတော့ကိုယ့်ရဲ့လေရင်ကာကနေပြည်အရေထွက်လာတာကိုယ့်ရဲ့ဒီလေရင်ကာမှာဒါမှမဟုတ်ဒီပဇနန်တဝိုက်မှာပေါ့နော်အနာရီအဖူတွေဖြစ်တာကြီးသွားရင်နာတာကိုယ့်ရဲ့ဒီလေရင်ကာကရာသလိုလိုဒီပူသလိုလိုခံစားမျိုးတွေဖြစ်တတ်ပါတယ်။ဒါအပြင်ဖျားတာအေးပြားမှာနေခွက်တွေထတာပြန်ရေကြောအချိတ်တွေဖောင်းလာတာပင်မန်းတာ ဒီဝေးကြတာမျိုးတွေလည်းဖြစ်လာတတ်ပါတယ်ဆိုတော့ခုဆိုရင်ဒီဖြစ်လာတတ်တဲ့ပေါ့နော်ယောဂလက္ခဏာတွေအကြောင်းလည်းဒီ PP ဆိုတော့ပေါ့နော်ဒီနောက်ဆုံးအနေနဲ့ဖြစ်လာခဲ့မယ်ဆိုရင်ဘယ်လိုကုစားလို့ရလဲဘယ်လိုကာဝယ်လို့ရမလဲဆိုတဲ့အပိုင်းကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော် အကောင်းဆုံးကတော့ယောဂဖြစ်လာမှာကုသလာမျိုးတည်းယောဂမဖြစ်ခင်နေရဂျိုတင်ကောင်းဝဲထားတော့အကောင်းဆုံးပေါ့ဂျိုတင်ကောင်းဝဲနိုင်မှုဆိုရင်အရေးကြီးဆုံးကတော့ကိုယ်နဲ့လိင်ဆက်ဆက်မဲ့သူကယောဂမရှိဘူးဆိုတာကိုသိကြဖို့လိုပါတယ်။ကျုံကလူနဲ့မဆက်ဆံပါနဲ့မိတ်ဆွေခဏတာပြုရှင်မှုတွေနဲ့ရေချေနောင်နာရမယ့်အလုပ်မျိုးတွေကိုမလုပ်ပါနဲ့။ Okay ရှာနီလန်းနေအနေနဲ့လိန်ဆက်ဆံတဲ့အခါမှာကိုနှုံးသုံးနာတို့ကာဝတိထွက်ရတာမျိုးတွေရှိပြီးမဲဒီကိုစိတ်ရှားတဲ့လူနယ်ပဲဆက်ဆံတာတော့အကောင်းဆုံးနီလန်းပဲဖြစ်ပါတယ်။အဲဒီယောဂါတွေကသူရနေတဲ့ဆင်လဲကုသနိုင်တာမို့လို့ပေါ့နော်။ကျွန်တော်တို့ဒီစေတဝတ်တွေရောတခြားသူတွေနဲ့မျှပြီးတော့သုံးနာမျိုးတွေ့ရနေရမှာသူသူနာမျိုးတွေမလုပ်ဖို့လဲလိုပါမယ်ဗျ။တကယ်လို့ယောဂါကုဆက်ခံလိုက်ရပြီဆိုရင်တော့ဒီယောဂါကုခံလိုက်ရတယ်အကိုကိုတိုင်ရော ကိုနဲ့ဆက်ဆံခဲ့တဲ့သူရောနှစ်ယောက်လုံးပေါ့နော်စေကူစားမှုခံယူဖို့လိုပါတယ်ဒီယောဂကုသခံရတဲ့ဒီအကြောင်းရင်းတွေဖြစ်တယ်ပေါ့နော်ဒီဗတ္တိယာအကြောင်းဖြစ်လာလားဗိုင်းရပ်စ်အကြောင်းဖြစ်လာလားကဘာကောင်ကြောင်းဖြစ်လာလားဒါမှမဟုတ်ဒီမှုဝင်လို့ဖြစ်လာလားစတဲ့ဒီအကြောင်းရင်းပေါ်မူတည်ပြောပေါ့နော်သက်ဆိုင်ရာကုသမှုတွေကိုတေချာပုံမှန်လေးခံယူစားဖို့လိုပါမယ်နော် ကဲအခုဆိုရင်တော့လိန်ရတဲ့ဆင်းကုသတဲ့နိုင်နေတဲ့ယောဂတွေအကြောင်းကိုသိချာနိုင်သွားပြီလို့ယုံကြည်ပါတယ်။ခုလိုယောဂတွေဆိုတာလည်းဒီဘက်ခေတ်မှာဖြစ်ပွားနှုန်းတိုးလာတာမို့လို့ပေါ့နော်။ဒီလူများများသိသွားအောင်ရှင်းသားပေးပါအောင်နော်။အဲဆိုရင်ဒီနေ့တော့လောက်ပါမယ်။နောက်နေ့မှလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကျမရဲ့ဘုသူတအကြောင်းအရင်းနဲ့အတူပြန်လာခဲ့ပါမယ်နော်။